မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမင်းကုန်းမြို့မှာရှိတဲ့မင်းကုန်းမေတော်ဖျားရှိမှာလပိတ်တောက်နေတဲ့အကြမ်းဖက်စစ်သားများကိုဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်သား၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အောက်တိုဘာလ16ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်သားများကိုဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်သား၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်စစ်တပ်ကပြန်လည်ပြီးတော့ရန်တပ်ပစ်ခတ်ခဲ့ရာ ပြည်သူများထိခိုက်ဒိဆုံးမှုရှိပြီးပြည်သူဘလောက်ဒိဆုံးသွားလဲဆိုတာကိုတော့မသိရသေးကြောင်းဒေသခံပြည်သူများထံကသိရပါဗျ။မင်းကုန်းစောစောစီစီပွဲကျမ်းနေတယ်စစ်ခွေးသုံးအောင်ပြစ်ခတ်ခံရပြီးတော့ဒိဆုံးသွားတယ် သူတို့ကောင်တေတော့စိုင်းကိုမိရှို့ပြီးတော့ရမ်းပြက်လို့ပြည်သူတွေထိတယ်လို့တော့သိရတယ်အခုတော့နာရေးကားတွေနဲ့စစ်ခွေးကားတွေတအားကိုမောင်းပြေးသွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရဒီကနေ့မနက်ပိုင်းမှာမင်းကုန်းမြို့ပေါ်ပြစ်ခတ်မှုကြောင့်ဒူရဲအုပ်တပ်နိုင်သေးမှညာဘက်နန်ကြားဘေးကြီးဖောက်ဝင်တရားနဲ့၎င်းဒူရဲအုပ်ရဲဝင်းထွန်းဟာ ညဘက်ပါကြည်ဖောက်ဝင်တန်းရနဲ့၎င်းရဲဒုတက်ကြဇော်မင်းနိုင်ဟာဥကောင်းထိတ်ကြည်ဖောက်ဝင်တန်းရညဘက်ပေါကြည်ဖောက်ဝင်တန်းရတို့နဲ့တေဆုံသွားခဲ့တယ်လို့သိရပါတယ်စစ်တပ်ဘက်ကတက်ကြမောင်ဆန်းဟာလည်းညဘက်နန်ကြားပေးကြည်ဖောက်ဝင်တန်းရနဲ့အတက်အန္တရာယ်စိုးရိမ်နေရတယ်လို့သိရပါတယ်လက်ရှိမှာစကိုင်းမင်းကုန်းလမ်းပေါ်မှာစစ်တပ်ကဂိတ်ချစစ်ဆေးမှုများလှုပ်ဆောင်နေပြီးတော့ပြည်သူများကိုရိုက်နှက်ဖမ်းဆီးမှုများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်အခြေစိုက်တဲ့စစ်ကောင်စီရဲ့ခမာယ98ခွန်တပ်ရင်းအတွက်လမ်းပြအဖြစ်နဲ့လုတ်ကင်နေတဲ့ပြူစောတီတအူ ရေးဘလူးအဖွဲ့ကအရှင်ဖမ်းကြည့်ရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ15ရက်နေ့ရေးမြို့နယ်အပလိုင်ရွာနဲ့စုံပရောက်ရွာကြားမှာအဲ့ဒီပြူစောထီကိုဖမ်းကြည့်ရမိခဲ့ခြင်းဖြစ်ပြီးတော့ဖမ်းမိတဲ့သူဟာပြူစောထီအမိကစစ်မှုထမ်းလူသစ်ဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီကောင်းလေးအကြမ်းဖက်စစ်သားတွေလာယူရင်ပြန်ပေးမယ်။လာတက်ယူငါတို့နေရာမှာပြူစောထီဆိုပေမဲ့အမှန်တော့တက်သားပဲစစ်မှုထမ်းတဲ့လူသစ်တွေပေါ့။လန်းနေနဲ့ကျွမ်းတဲ့ကောင်တွေတုံးလို့ရတဲ့ကောင်တွေကိုအရှိတ်ပွိုင်မှာပြန်တုံးနေကျွန်တော်တို့ရဲ့အခြေအနေတွေကိုအကဲခတ်လေ့လာထားတဲ့ဒီလိုကောင်မျိုးတွေပေါ့ ကင်းမုံလာဝေးရမှာပါလာတဲ့လမ်းပြပေါ်လို့ရေးဘလို့အဖွဲ့ခေါင်းဆောင်ကပြောကြားထားပါတယ်အခုလိုမျိုးအကြမ်းဖက်စစ်ကောင်စီရဲ့လမ်းပြအဖြစ်နဲ့ရှေ့ပြေးလာရောက်ထောင်လန်းသူကိုရေးဘလို့အဖွဲ့ရဲ့ကင်းမုံတပ်ဖွဲ့ကပြန်လည်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီလက်အောက်ခံစစ်တပ်ကတို့စစ်စည်းတပ်ကတို့နဲ့နီးပညာတပ်ကတို့များမှရှောက်ထားသူနဲပါတဲ့အတွက်စစ်ကောင်စီကရှောက်လွာတင်တဲ့သူမှန်လည်းများအကုန်ခေါ်တဲ့စနစ်ကိုကျင့်သုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အခုလာမယ့်2025ခုနှစ်အတွက်စစ်တပ်ကတို့တပ်မတော်စစ်တပ်ကတို့အမျိုးသမီးဗိုလ်လောင်းတပ်မတော်နီးပညာတပ်ကတို့များအတွက်တင်နန်းသားများကိုခေါ်ယူခဲ့ရမှာရှောက်ထားသူအလွန်နဲပါလွန်းတဲ့အတွက်ရှောက်လွာတင်တဲ့သူမှန်လည်းများအကုန်ခေါ်ယူတဲ့စနစ်ကိုကျင့်သုံးနေတယ်လို့သိရပါတယ်ရှောက်ထားကြသူများဟာလည်းအဓိကအားဖြင့် ်စစ်မှုထမ်းမိသားစုများစစ်မှုထမ်းဟောင်းမိသားစုများနဲ့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများရဲ့တာသမိများဖြစ်တယ်လို့သိရပါတယ်ဒီနေ့လျှောက်ကြတာအပြင်လူအရတားနေတယ်မူလတက်အတိုင်းဝါစစ်မှုထမ်းဟောင်းနဲ့အစိုးရဝန်ထမ်းတာသမိတွေကြီးပဲအားလုံးခေါ်မယ်လို့သိရတယ်လျှောက်ထားတဲ့သူလဲတော်တော်လေးကိုနေတယ်လျှောက်လွာတင်တာနဲ့ကိုပါနေပြီဝင်ခွင့်အရေးချင်းစစ်ဆိုတာလဲဗာမေးမယ်ဆိုတာကိုကြိုတင်ပြီးတော့အတိပေးထားတာရှိတယ်လို့အရေးချင်းစစ်စာမွေးမေးခွန်းဟာလဲအလွယ်ဆုံးတွေကိုပဲပြန်မေးထားတယ် စာမိုးဝဲမေးခွန်းမှာမဖြေနိုင်လဲအအောင်ပေးနေတယ်လို့တပ်သတင်းရေးမြစ်ကရှင်းပြပါတယ်စစ်တပ်ကတော့ဘူလောင်တပ်မတော်စစ်တပ်ကတော့အမျိုးသမီးဘူလောင်တပ်မတော်ဤပညာတပ်ကတော့ဘူလောင်များကိုအခုနှစ်ဇွန်လ14ရက်နေ့မှာခေါ်ယူခဲ့ခြင်းဖြစ်ပြီးတော့ရှောက်လွာတင်တဲ့သူတိုင်းဝင်ခွင့်အရေးချင်းစစ်စာမိုးဝဲကိုဖြေဆိုသူမှန်သမျှအအောင်ပေးထားတယ်လို့သိရပါတယ်ဒါအပြင်စစ်ကောင်စီကစစ်တပ်နဲ့ပတ်သက်တဲ့တပ်ကတော့များကိုရှောက်ထားသူနေပါတဲ့အတော့ဝင်ခွင့်အရေးချင်းများကိုရှောက်ထားသူတိုင်းရရှိရေးအတော့ရှော့ချတတ်မှတ်မှုများရှိခဲ့တယ်လို့သိရပါတယ် ်ပိတာထင်ရှားတဲ့ပြောင်းလဲတတ်မှတ်မှုကတော့2022ခုနှစ်ကနေစပြီးတော့အသက်ကန့်သတ်ချက်များကိုတုံးမြင့်ပြီးအခုနှစ်မှာလည်းအသက်ကန့်သတ်ချက်များကိုပြောင်းလဲခဲ့တယ်လို့သိရပါတယ်။မူလတတ်မှတ်ချက်ဖြစ်တဲ့အသက်16နှစ်အောက်မငယ်ရ18နှစ်ထက်မကြီးရဆိုတဲ့အစား2022ခုနှစ်မှာဘူလောင်းခေါ်တုံးကအသက်16နှစ်အောက်မငယ်ရအသက်18နှစ်6လထက်မကြီးရဆိုပြီးတော့ပြောင်းလဲကန့်သတ်ပေးခဲ့တယ်။ဒါပေမဲ့ရှောက်တဲ့သူနဲတော့စာမိုးပဲတစ်နှစ်ကြာနှစ်နှစ်ကြာပြီးတော့ စာမွေးအောင်လာတဲ့ဒူလီဘာရှောင်းနိုင်အောင်လို့2023ခုနှစ်မှာဘူလောင်းခေါ်တော့အသက်16နှစ်အောက်မငယ်ရအသက်19နှစ်6လထက်မကြီးရဆိုပြီးတော့ပြောင်းလဲခဲ့တယ်ဒီနှစ်2024ခုနှစ်မှာလဲစာမွေးဝဲနှစ်ကြီးကြသမားတွေပါရှောက်ထားနိုင်အောင်လို့အသက်18နှစ်အောက်မငယ်ရအသက်20နှစ်ထက်မကြီးရဆိုပြီးတော့ထပ်ပြောင်းလဲတယ်ဒါကလိုအပ်ချက်အရာရှောက်ထားသူနည်းလို့ကန့်တတ်ပြင်စင်တာတွေလုပ်နေတာပါအခုရှောက်တဲ့သူတိုင်းပါတဲ့စနစ်ကိုတုံးနေတယ်လို့တပ်သတင်းအရေးမြစ်ကအသေးစိတ်ရှင်းလင်းပြောဆိုထားပါတယ်လက်ရှိ စစ်တပ်ကတူတပ်မတော်စစ်တပ်ကတူနဲ့နီးပညာတပ်ကတူတို့မှဗိုလ်လောင်းတင်တန်းရှောက်ထားသူ200ဦးဝင်းကျင်စီသာရှိကြကြောင်းတရင်ရရှိပါတယ်ခမညာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့အထွက်မှာစစ်ကောင်စီတပ်နဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်တုံးဘွဲ့တို့ကြားမနေ့ကညနေပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ15ရက်နေ့ညနေ6နာရီဝန်းကျင်အချိန်မှာမူဆယ်မြို့အထွက်နမ်ခုတ်ကြီးွာမှာစစ်ကောင်စီတပ်နဲ့မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘွဲ့တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကမြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘွဲ့ရှိတဲ့နေရာကိုဖိုးစစ်ဆင်လာတဲ့သဘောဖြစ်ကြောင်းဒေသခံပြည်သူတို့ချို့ကပြောပါတယ်။ မနေ့ကညနေ9:00နာရီခွဲလောက်ကနေ6:00နာရီအထိမူဆယ်မြို့အထွတ်နန်းခုတ်ရွာနားမှာချနေကြတာတနက်တန်တွေကတော့အကြီးအသေးညံနေတာပဲမြောက်ပိုင်းညီနောင်မဟာမိတ်၃ဝက်နဲ့စစ်ကောင်စီတပ်တွေပြစ်နေကြတာ ကြားတာကတော့စစ်ကောင်စီတပ်တွေကစပြီးတော့တွားတိုက်တာလို့သိရတယ်လို့ဒေသခံပြည်သူကပြောဆိုထားပါတယ်။တပ်သရင်ရင်းမြစ်တချို့ကလည်းမနေ့ကညနေပိုင်းမူဆယ်မြို့အထွတ်မှာ MNDA တပ်နဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းအတည်ပြုခဲ့ပြီးတော့မူဆယ်တရငါးမိုင်ကုံသွယ်ရေးဇုံမှာရှိနေတဲ့ AA တပ်များစီကို MNDA တပ်များတွားရောက်ပေါင်းစည်းခြင်းမပြုလုပ်နိုင်အောင်စစ်ကောင်စီတပ်ကကြားဖြတ်ဖြတ်တောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းကော့တောင်းမြို့နယ်16မိုင်ကျေးရွာမှာတကောင်စင်းကောက်ပြီးတဲ့နောက်အောင်ပွဲခံပြီးမူးယူနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်က2ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် မနေ့ကအော်တိုဘားလ15ရက်နေ့ည9နာရီအချိန်ကကကော့တောင်းမြို့နယ်မလီဝမ်းကျေးရွာအုပ်စုအတွင်းသကောင်စင်းကောက်ပြီးတဲ့နောက်အောင်ပွဲအထိမ်းအမှတ်ဖြစ်နေအကြောင်းကစစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးများပြူစောထီးများစုပေါင်းပြီးတော့စက်ကုံးပိုင်ကျေးရွာမှာရှိတဲ့နေအိမ်တအိမ်မှာတောက်စားပျော်ပါနေကြတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကဝင်းရောက်စီးနှင်ဖမ်းဆီးခဲ့ရမှာပြန်လည်ခုခံတိုက်ခိုက်တဲ့ပြူစောထီးရောင်နေနဲ့ဘာဦးတို့တေဆုံးပြီးကျန်တဲ့သူတွေကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ် ကောက်တဲ့အချိန်ကအင်အား150လောက်နဲ့လုံခြုံရေးချပြီးတော့အ мян ကောက်သွားတာလူမရှိတဲ့အိမ်တော့မကောက်ဘူး လူရှိတဲ့အိမ်လဲအိမ်တော်စုစည်ရင်းလောက်ပဲယူပြီးတော့သူတို့ဘာသာဖြစ်ပြီးမြင်းမြန်ဆန်ဆန်ကောက်သွားတာအင်အား150လောက်ချထားတော့ကျွန်တော်တို့တွေကဝင်လို့မရဘူးမနေ့ညကအုတ်ကြီးနဲ့ပူစောတိအဖွဲတွေက19မိုင်ချေးရွာမှာတကောင်စင်းကောက်တာအောင်မြင်တယ်ဆိုပြီးတော့စားပွဲတောက်ပွဲလုပ်ကြတာအဲ့ဒီအချိန်ကြမှာကျွန်တော်တို့ကဝင်ဆွဲတာဝင်ဆွဲတဲ့အချိန်မှာလဲပြေးတဲ့သူကပြေးမရောက်ခင်ပြန်တဲ့သူကလည်းပြန်ဆိုတော့နှစ်ယောက်ပဲပြန်ခုခံလို့တေးသွားတာလို့ကော့တောင်းမြွန်နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အခုလိုမျိုးဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ခမောက်ကြီးမြို့အခြေစိုက်162တိုက်ရင်ကလက်နက်ကြီးနဲ့ဆယ်ချက်ခန့် ရန်တံပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒီနေ့အော်တိုဘာလ16ရက်နေ့မနက်ပိုင်းမှာကော်တောင်းမြို့ကနေအကြမ်းဖက်စစ်သားအင်အား90ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အပြင်ရေချောင်းကနေပြီးတော့ဆက်လေနှက်စည်းနဲ့မလီဝမ်းကျေးရွာအုပ်စုဘက်ကိုတက်လာတယ်လို့သိရပါဗျ။ကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖအနေနဲ့စစ်မှုထမ်းဥပဒေနဲ့တကောင်စင်းကောက်ယူခြင်းကိစ္စရပ်များကိုကန့်ကွက်ကြောင်းပြောဆိုထားပါဗျ။ ဲ့ဒီကိစ္စများမှာမပါဝင်ကြရန်သတိပေးတဲ့လက်ကမ်းစာဆောင်များနဲ့သတိပေးထုတ်ပြန်စာများကိုအချိန်ချင်းသတိပေးထုတ်ပြန်ထားတော်လဲစစ်ကောင်စီရဲ့ထောက်တိုင်တွေဖြစ်တဲ့ပြူစောတိအဖွဲ့များနဲ့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့များဟာစစ်ကောင်စီကိုအားပေးကူညီဆောင်ရွက်နေကြတာကိုတွေ့ခဲ့ရပါတယ်ပြည်သူတွေနဲ့မပူးပေါင်းတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီထောက်တိုင်ရဲကြီးအုပ်ချုပ်ရေးမှုများယာအိမ်မှုဆဲမှုများကိုလုံထုံးလုံနီးအတန်းအချိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့အတိပေးထုတ်ပြန်ထားကြောင်းတင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့မှာ မြို့အဝင်ထွက်ကွင်းဆောင်လမ်းများကိုစစ်တပ်ကဖျက်ဆီးပြီးတော့မြောင်းကြီးများကိုတူးကောင်ရှောင်ကွင်းပြီးတော့သွားတဲ့လမ်းကသွားတဲ့သူတွေအားလုံးကိုလည်းလိုက်လံဖမ်းဆီးငွေညှစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလဇန်းပိုင်းကစတင်ပြီးတော့စစ်တပ်ကမြို့အဝင်ထွက်များမှာစစ်စေးရိတ်ဂိတ်များတိုးချဲ့ပြီးတော့စစ်စေးမှုများအလွန်ကြမ်းတမ်းလာတယ်လို့သိရပါပါတယ်။ဒါကြောင့်ပြည်သူများဟာမြို့ကွင်းဆောင်လမ်းများကနေအဝင်ထွက်လုံနေကြရတယ်လို့သိရပါတယ်။ဒါပေမဲ့စစ်တပ်ကမြို့အဝင်ထွက်ကွင်းဆောင်လမ်းများကိုမြေကော်ဆက်နဲ့ထိုးချိန်ဖျက်ဆီးကာ မြောင်းကြီးများတူးထားတယ်လို့သိရပါတယ်။ကားများဆိုင်ကယ်များသွာလာလို့မရသေးရန်လှုပ်ဆောင်ပြီးကွင်းဆောင်လမ်းကသွားသူများပြည်သူတွေကိုလည်းလိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ငွေနဲ့ပြန်လဲရွေးခိုင်းနေတယ်လို့သိရပါတယ်။မြို့ဝင်ထွက်ကတော့တော်တော်လေးကိုကြက်တယ်။ကွင်းလန်းတွေဖြစ်တဲ့စက်မှုဇုံတို့ကြောက်ကူတို့ဘက်ကနေစက်ကရွာဘက်တွေကိုစစ်တပ်ကဘာလုပ်လဲဆိုတော့မြောင်းကြီးကိုဖျက်ပြီးတော့ ချောင်းကြီးပုံစံမျိုးဖြစ်အောင်လုပ်လိုက်တယ်ကားတွေစိုင်းကယ်တွေသွားလို့မရအောင်ပေါ့နောက်နေတွေအဲ့ဒီကွင်းလန်းတွေကသွားတဲ့သူတွေကိုအကုန်ဖမ်းတယ်ပြန်လွတ်စေခြင်းရဲ့ပတ်စံတောင်းတယ်မျိုးတွေကတော့အရန်ကိုကြက်တယ်မျိုးတွေမှာစိုင်းကယ်စီးနေတဲ့ယောက်ျားလေးတွေဆိုရင်လဲဖမ်းတာတွေရှိတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်ကလေးမျိုးချမ်းမြေအောင်ရက်ကွက်မှာစိုင်းကယ်ကိုအမျိုးသားနှစ်ယောက်စီးတယ်ဆိုပြီးတော့ညီကိုနှစ်ဦးကိုလည်းစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားပြီးပိတ်တရာတောင်းခဲ့တယ်လို့သိရပါတယ် စစ်တပ်ကချမ်းမြေအောင်ရောက်ကမြေကိုနှောက်ဦးကိုဖမ်းတယ်ဆိုင်ကယ်ကိုနှစ်ယောက်စီးလို့ဆိုပြီးဖမ်းတာဒါတောင်လမ်းမကြီးမှာစီးတာမဟုတ်ဘူးနော်ရက်ကွက်လမ်းထဲမှာစီးနေတာကိုစစ်တပ်ကလာဖမ်းတာပြီးတော့တိမ့်တရာနဲ့ပြန်ရွေးကိုင်းတယ်မျိုးတွေကတော့စစ်တပ်နဲ့ပြူစောတိတွေကစိုးမိုးထားတယ် ်စစ်ဆေးတာလည်းအရန်ကျန်းတယ်လို့ဒေသနေပြည်သူကရှင်းပြထားပါတယ်။အလားတူပဲစစ်တပ်ကကလေးမျိုးပြင်ပမှာရှိတဲ့ကျေးရွာများကပြည်သူများမျိုးရဲကိုအဝင်ထွက်မလုပ်နိုင်ရန်တားဆီးထားတယ်လို့သိရပါတယ်။အဓိကအားဖြင့်ကျေးရွာများကလိုအပ်တဲ့ရိတ်ခါနဲ့ဆေးဝါးများကိုလည်းကလေးမျိုးတဲကိုလာရောက်ဝယ်ယူလို့မရစေအောင်တားဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။မျိုးရဲကလူတွေလည်းမျိုးအပြင်ကိုသွားလို့မရဘူး။ မြို့ပြင်ရွာဘက်ကလူတွေလဲမြို့ထဲကိုလာလို့မရဘူး။ကျမကြီးမကောင်းတဲ့သူတွေဆိုရင်စေးစာအုပ်နဲ့ဆိုရင်တော့မျိုးတဲကိုဝင်ခွေးပြုတယ်ဒါပေမဲ့စိုင်းကယ်တွေကိုဂိတ်မှာထားခဲ့ရတယ်လို့ကလေးမျိုးဒေသခံအမျိုးသားတို့ကပြောပြခဲ့ပါတယ်စစ်ကောင်စီတပ်ကကလေးမျိုးအနောက်ပိုင်းကမြို့နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကိုကူးတဲ့လမ်းများကိုလည်းတင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားတယ်လို့သိရပါတယ်ကလေးမျိုးအနောက်ပိုင်းကမျိုးတဲကိုဝင်လို့ရတဲ့လမ်းမှန်သမျှကိုစစ်တပ်ကပိတ်ဆို့ထားတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကကလေးမျိုးကိုအဝင်ထွက်တွေပိတ်ဆို့ထားတဲ့အပြင် မြို့တွင်းမှာလည်းရှောင်းတခင်စစ်ဆေးမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗါတယ်အော်တိုဘားလ၈ရက်နေ့ကကလေးမြို့အနောက်ပိုင်းစစ်မှုဇုံမှာလူငယ်မျိုးသားခုနှစ်ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့သိရပါဗါတယ်ကလေးမြို့နယ်မှာမြို့နယ်တောင်ပိုင်းကိုတော်လိုက်တပ်များကအဓိကနယ်မြေစိုးမိုးထားပြီးတော့မြို့ကိုတော့စစ်ကောင်စီတပ်များကစိုးမိုးထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့ကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိပြီးနေအိမ်များလည်းထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ15ရက်နေ့ညနေ4:20မိနစ်ခန့်အချိန်မှာဘရင်တောင်တပ်မြို့စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများက တန်တောင်ကြီးမြို့တွင်းကိုလက်နက်ကြီးနဲ့6ကြိမ်မြို့ပြင်ကိုလက်နက်ကြီးနဲ့9ကြိမ်အကြောင်းမဲ့ပစ်ခတ်ပြီးတော့ပြည်သူများထိခိုက်မှုရှိကာနေအိမ်များပျက်စီးခဲ့ရတယ်လို့သိရပါတယ်အကြောင်းမဲ့စစ်ကောင်စီတပ်သားများဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူများထိခိုက်မှုအရေအတွက်နေအိမ်ပျက်စီးမှုအခြေအနေများကိုတော့ဆက်လက်စုံစမ်းလျက်ရှိတယ်လို့သိရပါတယ် တန်တောင်ကြီးမြို့တွင်းကိုအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်က15ရက်နေ့ညနေပိုင်းမှာဘရင်တော်တပ်မျိုးစခန်းကနေပြီးတော့မြို့တွင်းကိုလက်နက်ကြီးနဲ့6ကြိမ်မြို့ပြင်ကို9ကြိမ်အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါပြည်သူတွေထိခိုက်ဒေဆုံးမှုဒဏ်ရာရမှုတွေရှိတယ်အခြေအနေကိုတော့ဆက်လက်စုံစမ်းနေပါတယ်လို့ KNLA တပ်မဟာနှစ်တရင်ကကောတိတို့ကတာဝန်ရှိသူကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ